ီဒီပွဲသာနိုင်ပြီဆိုလို့ရှိရင်တော့ pike က49ရောက်ပြီဒီပွဲနိုင်ပြီလို့ရှိရင်နောက်တစ်ပွဲကျလို့ရှိရင်နိုင်သွားပြီဆိုရင်တော့ glory ရောက်တော့မှာပေါ့နော် enemy ဘက်က page နာကိုရောက်သွားပြီဆိုတော့ဒီပွဲကတော့နိုင်ဖို့အတွက်ကတော့60ရာခိုင်နှုန်းလောက်သေးချာနေပြီမျိုးတွေကလည်းအေးငါအာတီသုံးနေတဲ့ဟာဘာလို့ပြေးနေကြတာတော့ base ကို defend ရမှာပြေးမနေနဲ့ပြေးမနေနဲ့ပြန်လာကြနေလို့ base ကျိုးတော့မယ်နော်ဟဲ့ကောင်နေထွက်လာခဲ့ကြထွက်လာခဲ့ကြအကုန်လုံးထွက်လာကြထွက်လာကြလို့ပဲပြောရသေးတယ်ဟဲ့မှာ base ကကျိုးတော့မှာဘာမှမဟုတ်တော့ psychology ထွက်လာပြီငါကတော့တော်ကြီးတော့တော်ကြီးသွားပြီ base ကိုချိုး base ကိုချိုးဟဲ့ base ကိုချိုး ိုးပေးကြိုးရင်ရပြီအဲ့တော့ဒီပွဲက point 48ကနေ49ကိုရောက်သွားမှာအဲ့နောက်ပွဲနိုင်ပြီဆိုလို့ရှိရင်တော့ mythic glory ဆိုတာလေးရောက်ပြီပေါ့နော် ော့တာတော့ trial ဝဲဆော့တာဆိုတော့ parliament public နှကောင်ကိုကောင်းဖို့အတွက်ပဲဆူတောင်းထားကြရတယ်ပေါ့နော်။ငါ့ကိုခဏလေးရောင်ပြောခွင့်မပေးဘူး။ကန်လိုက်တာ funny တယ်။ဟိုဘက်ကသူ့ကိုကောင်းတာဖို့အတွက် friend ကိုကြီးကောက်ပစ်ချသွားတယ်နော်။အရင် risk များတဲ့ဟာကိုမနေ့တုန်းကလိုမျိုး Julian နဲ့ထိုင်ရမယ်ထင်နေတာ Xbox နဲ့ Xbox ကပို့ပြီးတော့နားနေတယ်။ off friend ကကြိတ်ပါဆွဲ A fabulous Jesus ။ enemy ဘက်က Lancelot တို့ဘာလို့ပါလာပြီဆိုလို့ရှိရင် hyper drone မြတ်ကနည်းနည်းလေးအုံနောက်ရှိရပေါ့နော်။ဘာလို့လဲဆိုတော့ကို့အလိန်ကဖေးနေပြီဆိုလို့ရှိရင် lane နဲ့ဒီနားကနေ friend ကိုချောင်းပြီးတော့အုံမဲလို့လိုက်တာ ultimate လည်းပြီးသွားဟိုဘက် Julian ပြင်ငါသေး A Jesus ။ Julian နဲ့ရေဇက်ကိုမကုန်တာ။ ရန်ကိုကိုတက်ရမှကျင်းနေနိုင်မယ်ငါတွန်းအားဆိုလို့ရှိရင်တော့ဖရန်ကိုကိုအခုဖလစ်ကနေလိုက်ပြီးတော့တက်လိုက်တယ်ပေါ့နော်ဒီမှာသူကတော့ဒါနဲ့တော့နော် တော်တော်လေးကိုအသက်ပြင်းတဲ့ကောင်မသိနိုင်သေးဘူး ជីပွဲရဲ့အကောင်းဆုံးရခိုက်တန်းဆိုလို့ရှိရင်ငါနဲ့ HM နဲ့လီတာတဲ့ပတဲ့ရဲ့အကောင်းဆုံးခိုက်တန်းပဲဘာလို့လဲဆိုတော့တော်တော်လေးကိုကိုမုံမိသွားပြီးတော့ကွာမကြည့်အောင်ခလုံးလေးပါသိကုန်ကြတယ်။ Sport ကတော့ပြေးသွားလို့မလုပ်ပေမဲ့ထပ်ပြီးတော့ပြေးသွားတဲ့ Lance လောက်ကိုပဲလိုက်ပြီးတော့တက်လိုက်ပါတယ်။ငါဒီပွဲမှာဘလောက်ထိကောင်းသလဲဆိုရင် Skate 2နဲ့ Flicker နဲ့ RD တန်းသုံးပြီးတော့လုတ်ပေးရတာကွာဒီနောက်ကောင်းတော့တစ်ခါတန်းပြီးတော့သေသွားတယ်အဲ့လောက်ထိကိုကောင်းတာ။ဒါပေမဲ့ငါရဲ့စိတ်ထဲမှာတစ်ခုတော့တွေးမိတယ်ဘာလဲဆိုတော့ငါဒီလိုမျိုးကောင်းနေမယ်ဆိုလို့ရှိရင်တော့ဒီပွဲကတည်ကြတဲ့ရှုံးမှလို့ပဲတွေးမိပါတယ်။အမှန်တော့ Enemy ဘက်ကကလောက်ထောက်မှဆွဲရတဲ့ကြောင့်မို့တွေးရင်တွေးရဲ့နေရာမှာကိုလိုက်နေပြီးတော့စကတ်နဲ့အုပ်ပြီးတော့ကိုလိုက်တက်ပေးတာဟာ။ဒီဘက်က Fanny ကိုပိုင်းရိုက်မှာဆိုလို့ Fran န်ကိုကိုဆိုလို့ရှိရင်လည်းရရတဲ့နေရာမှာလိုက်ပြီးတော့ဖြတ်ပေးတယ်ကွာဒီနေရာမှာဆိုလို့ရှိရင်လည်းဒီဖရန်ကိုတည်သွားရတော်တော်လေးဆင်ပြေသွားတယ်ငါဘလောက်ထိကောင်းထားတယ်လဲဆိုလို့ရှိရင်အဲ့ဒီမိဘကအရန်ကျဲမတယ်ဆိုတော့ကလောက်ကိုပဲငါလိုက်ပြီးတော့အုံလေးရွေးပြီးလိုက်ဖြတ်ပေးရနော်ဒီမဲ့ဒီမဲ့ရှိသေးတယ်ကြည့်လိုက်အောင်မလန်စလော့ငါဘလို့မျိုးအုပ်ပြမလဲဆိုတာမကြည့်ကွဲငါဒီလောက်ထိကောင်းတာငါလောက်ကောင်းတဲ့သူလဲမြင်တော့မှမဟုတ်ဘူးဒါပေမဲ့ငါရဲ့ပြန်ရွှေမှုတွေကဒီတပွဲတော့မပြီးလိုက်ပါဘူးခဏလေးနေမှာပဲငါရဲ့ဘဝကဘလို့မျိုးချင်းချသွားတယ်လဲဆိုလို့ရှိရင်ဒီမှာကလောက်ကိုဖြတ်ပေးတယ်ဟာ तू ကဗန်ဂျန်နေရောပြီးသွားပြီဆိုလို့ရှိရင် Rose Gold တွေရောထည့်ရတဲ့ကြောင့်မလို့မှတော့မသိတော့အဲ့ဒီမိဘကအသေးစံနေလိုက်လို့နေရာဆိုတော့လဲငါမှပြေးစရာလမ်းပေါက်လည်းမရှိတော့ငါတော့တေးအဲ့ တန်လေးသာတစ်ချက်မှားသွားပြီဆိုလို့ရှိရင်တော့ဒီပွဲကတော့လုံးဝအဆုံးဖြတ်ပွဲဖြစ်သွားပြီဒီမှာဆိုလို့ရှိရင်ဂျူလီယန်ကြီးကတော်တော်လေးကိုအာ inspire နဲ့ဆော့တာတော်တော် damage output များတယ်နော်တကယ်တမ်းကျတော့လေဒီပွဲမှာ fan တွေကိုထုတ်လိုက်တာတော်တော်လေးကိုမှားတယ်ဘာလို့လဲဆိုတော့ enemy ဘက်ကတန်ကမထုတ်ရသေးဘူးကွာသူကနောက်ဆုံးမှာ franco ကြီးလက်ကျန်နေတာကို fan တွေထုတ်လိုက်တာတော့တော်တော်လေးကိုတော့မှားယွင်းတယ်ကျန်ခဲ့တဲ့ grand ကြားကလည်းဘာမှလည်းမလုပ်နိုင်အဲ့ဒါနဲ့ပဲ base ကတော့ကျိုးသွားတယ်တကယ်တမ်းထင်ခဲ့တာကဒီပွဲပြီလို့ရှိရင်49ကနေ50ရောက်မှထင်ခဲ့တာဒါပေမဲ့လည်း mvp ရသွားပြီးတော့ကွာ point များသွားပြီးတော့အဲကျေကာလေးဖြစ်သွားတဲ့ကြောင့်မလို့မစိုးပါဘူးမစိုးဘူးဆိုပေမဲ့လည်းကွာတပွဲ ွဲလေးဆိုလို့ရှိရင်တပွဲလေးတိတာတယ်ဒါပေမဲ့ရှုံးသွားရဆိုတော့လည်းမတက်နိုင်ပါဘူးလीအဲကို့အတွက်ဒီ90ရာဖို့အတွက်ကမှပါလို့လို့ပဲထင်ပါတယ်အစိတ်ထဲမှာလေးဖန်နီကိုင်မီဆိုတာနဲ့ရှုံးလိုက်ပြီးထင်ခဲ့တာတကယ်လဲငါထင်တဲ့အတိုင်းပဲရှုံးသွားတယ်အဲ့တော့ထင်တဲ့အတိုင်းလုပ်ပြီးတဲ့နှစ်ယောက်စလုံးကို congratulation လုပ်ပြီးတော့ report ထုတ်ပေးလိုက်ပါတယ်ကျေးဇူး